စရောဟတ်ပါရိတ်ဟတ်ပါရိတ်တို့ကိုတွေ့လိုက်ရတော့ခရမ်မတို့လည်းအရန်ဝမ်းတာနေပြီးကစ်ကလည်းလူဖိရဲ့တငယ်ချင်းလို့ရိုက်ဆိုကပြောလိုက်ပါတယ်။ဝိုးဂျန်နရေရှင်းတွေမို့လို့ခိုင်တဝဲလူတွေကလည်းပင်တယ်သမားတွေကိုအရင်ရှင်းပြဖို့လုပ်တဲ့အခါဇိုးကသူ့ရဲ့ဓာတ်အစ်စ်ကိုစမ်းတက်ဖို့အချိန်ပဲလို့ဆိုပါတယ်။ သူဖီတို့ကဘာလို့ရောက်လာတာလဲလောကလည်းအဖမ်းခံနေရမှာမဟုတ်ဘူးလားအချင်းတွေအားလုံးကိုအော်ချီစီကိုတင်ပြခဲ့ရမယ်အော်ချီကဘာတက်ခိုက်တာမှမလုပ်ခဲ့ဘူးလားလို့ခန်ဂျိုလည်းတွေးနေခဲ့ပါတယ်။တောင်စင်ဆန်နီတင်မော့ကိုကိုတိုင်ဖျက်ဆီးခဲ့တဲ့သူတွေကလည်းတညာတည်းပြန်ပြင်လိုက်တာမဖြစ်နိုင်ဘူးလို့ပြောနေတဲ့အခါဖရန်ကီလည်းတိုးတင်မော့ကိုလာရှုပ်တာမင်းတို့သားလို့မိလိုက်ပါတယ်။မင်းညက်ကချော့ပါကတိုးတိုးလေးစိတ်သက်ကြွပြီးတော့အရန်ပျော်နေကြလာလို့ဆိုပါတယ်။ မင်းညတော့က Frankie တို့ဟာသူတို့ဘာဝဲရမယ်ဆိုတာကိုရွေးပြီးတော့ Nami တို့ကလည်းမနှက်ဖြန် plan ကိုပြောနေခဲ့ပါတယ်။အဲ့ဒီချိန် Sunny ရှိရဲ့နေရာကနေပေါက်ကွဲတန်ကြားလို့ Frankie ကတွားကြည့်ခဲ့ပါတယ်။ ဆန်နီကိုအဲ့လိုဘုံလေးနဲ့ဖောက်ခွဲရုံနဲ့ပြက်စီးသွားနိုင်မှာမဟုတ်ဘဲနဲ့ဂျူဘယ်ထရီအာဒန်နဲ့တိဆောက်ထားတဲ့ပင်နေတထောင်ကိုရွက်လွင့်နိုင်တဲ့တင်းမော်လို့ဖရန်ကီကပြောလိုက်ပါတယ်။ရွက်တော့မိတောင်သွားရဲဆိုပေမဲ့ချစ်ရအောင်မှတခုမှမရှိဘူးလို့ဖရန်ကီကထပ်ပြောလိုက်ပါတယ်။လူဖီကခရမ်းမုတ်ကိုလမ်းခေါ်လိုက်ပြီးပြောထားတာတွေနဲ့တော့မတူပေမဲ့အလို့စေအဲ့ဒီစစ်တင်းမော်တွေကိုဖျက်စီးပြလို့ရတယ်မှလာလို့မိလိုက်ပါတယ်။မဟာမိတ်အားလုံးပေါင်း၄၀၀ကျော်ကောလို့အားလုံးကဝိုင်းပြောရင်းပြဿနာတစ်ခုခုရှိလို့လာလို့နာမီကလမ်းမိလိုက်ပါတယ်။ ခဲမုကသူအမားလုံးမိပြီးအစီအစဉ်တွေအားလုံးပေါက်ကြားကုန်ကြောင်းဒူးထောက်ပြီးလူဗီကိုတောင်းမှန်ပါရဲ့ခဲမုကသူလည်းအခြားလူတွေပမာလဲဆိုတာဘာမှမသိဘူးလို့ပြောတော့လူဗီလည်းမတတ်နိုင်တော့ဘူးလို့ဆိုပါရဲ့ခိုင်တွေရဲ့လူတွေကလည်းစပီးတိုက်ခိုက်နေပြီးမင်းတို့ရဲ့မဟာမိတ်တွေကလည်းလာတော့မှာမဟုတ်ဘူးလို့ပြောလိုက်ပါရဲ့ နာမီကဇူးကိုထုတ်လိုက်ပြီး Lightning Blast ကိုတောင်းလိုက်ပါတော့။ဆန်ဒီကိုပြတဲ့ဘုံတွေကိုလည်းဘော်ဘင်ကကာကွယ်ပေးပါတော့။ငါတို့မဟာမိတ်တွေမလာဘူးဆိုတာဘာတဘောလဲလို့လူပီကမေးတော့ဒေတာကစိတ်ကန်းတစ်ခုချင်းစီကတရားတွေအားလုံးကိုဖျက်ဆီးထားရမလို့ဘသူမှရောက်လာနိုင်တော့မှမဟုတ်ဘူးဆိုပြီးအားလုံးကရှီမောနေပါတော့။လူပီတို့ရဲ့ရောက်လာရတဲ့တဲ့ဒီလိုဖြစ်သွားတာကိုရှက်မိရဲ့လို့မမိုလေးကလည်းပြောနေခဲ့ပါရဲ့။အမြောက်တွေကိုလည်းပပိုတို့ကရှင်းပေးပြီးဒီတစ်ခါတော့ဝင်ထုံးဝင်ပုံမဖြစ်စေရပဲကပတိန်ကိုသူတို့ကာကွယ်မယ်လို့ဆိုပါရဲ့။ ဒီလိုနဲ့ခင်အမို့တို့တွေကိုရှီရှီလီယန်တို့ကကာကွယ်ပေးပါရယ်ဒီနေ့မီးပွဲတော်ညားကအချားပြော်ပဲရှင်ဝဲတယ်လို့မဟုတ်ပဲခိုင်တို့နဲ့ဗမန်တို့မဟာမိတ်တိဆောက်တာဂုံပြူတဲ့ပွဲပဲလို့ခိုင်တို့ရဲ့လူကပြောလိုက်ပါရယ်ဒါကြီးကပြဿနာကြီးမလို့ချော်ပါတို့လည်းအရန်ကြောက်နေပါရယ်အဖွဲသားတွေကလည်းခိုင်တို့ရောဗမန်ကောကတော်တော်မှရှိတယ်ဆိုပြီးရီမောနေကြပါရယ်တော်တော်စိတ်ကြီးဝင်နေကြရပြီလို့လူဗီကပြောလိုက်ပြီးနောက်ဆုတ်နေဖို့ပြောလိုက်ပါရယ်လောကလည်းအားလုံးနောက်ဆုတ်လုံနေလို့လူဗီကသူတိုက်ခိုက်မယ်လို့ပြောထားတယ်မဟုတ်ဘူးလားလို့ပြောလိုက်ပါရယ် ကစ်ကလည်းသူပဲတိုက်ခိုက်မယ်ဆိုပြီးရန်နေဖြစ်နေကြလို့အရင်ရောက်တဲ့သူအရင်တိုက်ခိုက်ဆိုတာပြိုင်ကြပါတော့ဟဲ့ဒါပေမဲ့လောကရွန်းတုံးပြီးအရင်ရောက်လာတာမလို့ကျတဲ့နှစ်ယောက်ကမချင်မနှက်ဖြစ်နေကြပါတော့ဟဲ့ရောက်လာတော့လေသူတိုက်မယ်ငါတိုက်မယ်ဆိုပြီးရန်ထက်ဖြစ်ပြီးတောင်းကြန်ကြပါတော့ဟဲ့လူဗီကလည်းဖိုဂီယာကိုတုံးလိုက်ပြီးကစ်ကလည်းပန်ရိုက်စ်နဲ့တိုက်ခိုက်ဖို့လှုပ်ပါတော့ဟဲ့ လောကလည်း injection shot နဲ့တိုက်ခိုက်ပါရောရဲ့။၃ယောက်စလုံးရဲ့အင်အားတွေကြောင့်တင်မော့လည်းအစိမ့်စိမ့်ပုံမှာဖြစ်အောင်လုပ်လိုက်နိုင်ခဲ့ပါရဲ့။တင်မော့ကိုဖျက်ဆီးပြီးတော့လေအခုတင်မော့ကိုသူနှစ်တာငါးနှစ်တာဆိုတာရန်တွေထပ်ဖြစ်ပါရောရဲ့။အဲ့ဒီချိန် Kiyoshiro တင်မော့ကရောက်လာတော့ Kiyoshiro တယောက်မှန်ကိုမတီးသေးတဲ့ခန်ချီကိုလည်းသူတို့ဘင်းကင်းပြီးလို့ပြောနေခဲ့ပါရဲ့။ Kiyoshiro နဲ့ဇိုကတိုက်ခိုက်ခဲ့မှုတာမလို့ဇိုလည်းအဲ့ဒီကောင်ကချမ်းနေလို့ပြောနေခဲ့ပါရဲ့။အဖွဲသားတွေကဒီမှာဖြစ်နေတဲ့အခြေအနေတွေကို Kiyoshiro ကိုတင်ပြပေးလိုက်ပြီးတော့ Kiyoshiro ကသူ့သဘောပေါက်ပြီးလို့ဆိုတာဓာတ်ကိုဆွဲထုတ်လိုက်ပြီးစစ်တင်မော့ကိုပြန်ခုတ်ဖြတ်ပေးလိုက်ပါတော့ရဲ့။ ဘာပဲဖြစ်နေလဲဆိုတာခရမ်မလို့လဲနားမလည်နိုင်ဖြစ်နေခဲ့ပါပြီ။ခီယိုရှီယိုကသူတို့ family ရဲ့အင်အား200ကမင်းတို့ဝင်တိုက်ခိုက်မှာကိုကူညီချင်တယ်လို့ပြောတော့ခရမ်မို့ဆိုရောခိုင်တို့အဖွဲ့သားတွေကအစအရက်အော်သွားခဲ့ရပါတယ်။အော်ချီဘက်ကလူကငါတို့နဲ့ဘာအကျွေးရှိလို့လဲလို့ခီကူကပြောတော့ ကူဆူကီကလန်ကိုတိုင်းတက်လို့မရအောင်အကျွေးတွေတင်နေပြီးတော့ငါမင်းကိုအမြဲတတိရပါတယ်ခင်ဆမ်လို့ခေါ်လိုက်တော့ခင်ရမလို့အရန်လန့်သွားခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်40ကမြို့တော်ကတောင်နဲ့ဖျားဖြစ်ရက်ကိုအိုဒန်လောက်တာလို့ထင်ခဲ့ကြရမယ်။အဲ့ဒါကငယ်ရွယ်ပြီးလောဘကြီးတဲ့မင်းလောက်ခဲ့တဲ့အရာလို့ခီယိုရှီယိုကပြောလိုက်တဲ့အခါခင်ရမလို့အဲ့ဒါတည့်ရဲ့သူကတယောက်တည်းရှိတာမလို့ခီယိုရှီယိုဟာဒန်ဂျီယိုဆိုတာမှန်းကိုတည်သွားခဲ့ပါပြီ။ အာရှူဝါနဲ့ဒန်ဂျီယိုကရဲတိုက်ကိုမလိုက်ခဲ့ဘဲနဲ့ရန်တွေကိုတိုက်ခိုက်ဖို့နေခဲ့တာမလို့အသက်ရှင်နေသေးရလားလို့အာရှူဝါကလည်းပြောလိုက်ပါတယ်။ဒန်ဂျီယိုကသူ့ရဲ့စပင်အတုကိုဖယ်ရှားလိုက်ပြီးသူဟာအခါဆာရာ၉ယောက်ထက်ကတယောက်ပဲလို့ထပ်ပြောလိုက်တော့ခန်ဂျီယိုလည်းအယံကိုအံ့ဩသွားခဲ့ရပါတယ်။ ခင်ရမတို့ပြောင်းလာပြီးတော့ကြားတော့ကချက်ချင်းပဲပြေးထွက်လာခဲ့ကြတယ်ဆိုရင်ပဲဖြစ်နိုင်ခြေကိုတွေးပြီးတော့ spine ဆိုတဲ့သူရှိနေတာမလို့သူကဖောက်ကောင်းလုပ်မယ်ငါက overchi အသက်ခံရမှစိုးတာမလို့ဒီတိုင်းပဲညင်နေခဲ့ရတယ် overchi ရဲ့အယုံကြည်မှုကိုနောက်ဆုံးထိရပြီးတော့ဒါကြောင့်ပဲ recensu မြို့ထောင်က samway အရောက်တစ်ထောင်ကိုလွှတ်ပေးနိုင်ခဲ့လို့ဒန်ဂျီဝါဆိုပါတယ်အဲ့ဒီချိန်အနောက်ကနေ samway clan တစ်စိတ်တွေနဲ့တင်မော်ရီတွေထွက်ပေါ်လာခဲ့ပါပြီအားလုံးစစ်သားပေါင်း1200တောင်ရှိတာမလို့ငါတို့လည်းပါဝင်မယ်လို့ဒန်ဂျီဝါကအော်ပြောလိုက်ပါတော့ခိုင်နေဝဲတွေကလည်းအခုချက်ချင်းအိုနီကရှိမှာကိုဆက်တွေ့ဖို့လုံနေခဲ့ကြပါပြီ ။တန်ချိုကတိုက်ပွဲအတွက်လှုပ်ထားတဲ့တင်ကြတာစာရွက်ကိုထုတ်ပြလိုက်ပြီးတော့ရာစုကြီးကလည်းမတည်ခင်စာရွက်ကိုပြောင်းလဲခဲ့တယ်။ထက်ထက်ထားတဲ့ line နှစ်ချောင်းကဘိုက်ကိုဖြတ်ပစ်တယ်ဆိုတဲ့အသေးပဲကိုစောင့်နေ။ပြောရရင်တွဲဆုံမဲ့နေရာအတိတ်ကဟာဘူမီနာ ထိုဆိုတဲ့အလေကားစာကိုဖြုတ်လိုက်ရင်ဟာတူဆိုတဲ့ဆက်လုံးဖြစ်တယ်။ရာစုကြီးချစ်မြတ်နိုးတဲ့မေဘယ်တတော်ရှိတဲ့ဟာဘူးစိတ်ကန်းကဟာတူကိုဘဲလို့ဒန်ချူကရှင်းပြလိုက်ပါတယ်။ဒါကမွေပိုင်းမှာလိုင်းနှောင်းဖြစ်ရင်ဘသူမဆိုးနားလေတဲ့အမှားစကားဆိုပေမဲ့လေ OGS ပိုင်းတရားရောက်အနားမှာရှိနေရလို့ကြိုတင်ရှိမိခဲ့တဲ့ခရဲမော်ကရီရောချက်ရှိရှိနဲ့အားလုံးကိုထိုကာခဲစိတ်ကန်းလို့တမင်လွှဲပြောင်းပြောခဲ့တယ်။တကယ်ကိုတော်လှပါပရဲ့ဆိုပြီးတော့ဒန်ချူကခရဲမော်ကိုချီးကျူးနေပါရော။စပိုင်ကလည်းမင်းပြောတာကိုယုံကြည်သွားပြီးတော့ OG ကိုသွားတင်ပြတယ်။ဒါကို OG ကလည်းတကယ်ထင်မှတ် ပြီးတော့ထုတ်ကခဲနဲ့ဆက်နေတဲ့တရားမှန်တယ်များကိုဖျက်ဆီးခဲ့တယ်ဆိုပေမဲ့အဲ့ဒီမတိုင်ခင်မှာတော့လူတိုင်းကတရားကိုဖျက်ပြီးရွှက်လွင့်နေပြီဖြစ်ပြီးတော့တသား4200ကဟာဘူးစိတ်ကမ်းမှာပုံခုဆောင်ဆိုင်နေကြပြီလို့ဒန်ဂျူကဆိုပါတယ်။အဲ့ဒီချိန်တသား4200ကထုတ်ခါခဲစိတ်ကမ်းစီကိုခြစ်တက်လာကြတဲ့အခါအားလုံးလည်းအယံအံ့ဩနေပါတော့။အားလုံးပေါင်းတပ်ဖွဲ့ကြီးက9400တောင်မှရှိသွားပြီမလို့အိုနီကာရှီမာကိုဥတီသွားကြရအောင်လို့ဒန်ဂျူကအော်ပြောလိုက်ပါတယ်။ခိုင်တို့ရဲ့အဖွဲ့သားတွေကလည်းအိုနီကာရှီမာကိုဆက်တွေ့လို့မရဖြစ်နေခဲ့ကြပါပြီ။ လူဖီကလည်းဘာပဲဖြစ်နေမှန်းတော့တခြားမသိပါမယ်ပြဿနာတော့မရှိတော့ပါဘူးလို့ပြောနေခဲ့ပါတယ်။အချင်းတွေကပြောင်းလဲကုန်ပြီမလို့ခန်ချီကိုလည်းတိုင်ပတ်နေပါတော့ရဲ့။ဒါမှငါတို့ရဲ့ leader ခင်ရမို့ဆိုပြီးဆာမူရိုင်းနဲ့အားလုံးကလည်းချီးကျူးနေပါတော့ရဲ့။ထိုကကဲစိတ်ကမ်းပဲလို့ခင်ရမို့ကအတီပေါက်ကြီးပြောခဲ့လို့အာရှီဝါလည်းမင်းကအဲ့လောက်ပါနေတဲ့အလိန်စကားပြောနေမှာမဟုတ်ဘူးလို့ဆိုပါရဲ့။အားလုံးကန်ကောင်းသွားတာအဆင်ပြေသွားတာပဲလို့ခေကူကဆိုပါရဲ့။အားလုံးအတူတူအော်ဒါကိုခါစားခဲ့ကြတဲ့ဆာမူရိုင်းတွေမလို့တေလဲအတူတူပါပဲလို့ခရမ်ကိုဝိုင်းပြောပါတော့ရဲ့ အိုရန်တိတ်ဆုံးပြီး2.20ဝါနိုကဒီမိုးတိမ်ထက်ကအမောင်တူးမှလဲရှင်တန်ပြီးပြီးအခုကအချိန်ကျရောက်ပြီးအလင်းကိုပြန်ဆောင်မှုအချိန်ကျရောက်ပြီးမလို့အိုရန်တိတ်ဆုံးခြင်းအတွက်လက်စားချေချမယ်လို့ခင်ရမကအော်ပြောလိုက်ပါတယ် ခိုင်နွေလူတွေကလည်းအချိန်နဲ့အရပြေးချတော့ဖို့လုပ်တဲ့အခါတို့တို့လက်ကလွတ်မဲ့ထင်းနေလားလို့ခစ်ကိုကလည်းပြောလိုက်ပါရဲ့ခန်ဂျီယိုကလည်းအိုချီစီကိုပြန်သွားဖို့ငှက်ပုံကိုရေးဆွဲနေတော့မှပဲမမို့ကိုခေါ်သွားခွင့်မပြုနိုင်လို့ခါဝါမဆူကသွားသားပါတော့ရဲ့နှစ်တွေအကြာကြီးအတူတူရှိနေခဲ့ကြတယ်ငါတို့ရဲ့ဆန္ဒတွေကိုနင်းချပြီးစိတ်ပြက်ရအောင်လုပ်တာပျော်စရာကောင်းလားဆိုပြီးတော့ခေါ်ဝါမဆူကဒေါသကြီးနဲ့တိုက်ခိုက်နေခဲ့ပါရဲ့ နောက်ဆုံးမှာခုဆူကီကလန်ကတွေးစွန်ပြီးအဆုံးသက်သွားလိမ့်မယ်လို့ခန်ချူကထပ်ပြောလိုက်ပြီးတော့မမို့ကိုခေါ်သွားဖို့လုပ်ပါတော့ဟေး HUV ဒီအသက်ရှင်နေသေးတာလည်းသိတာမလို့နောက်တစ်ခါကြာရင်တော့ HUV ဆိုတဲ့ main ကလေးကိုပါလာခေါ်မယ်ဆိုပြီးခန်ချူကထွက်သွားပါတော့ဟေးခင်ရမို့ကသူတို့တွေဟာခန်ချူရဲ့ညစ်ပတ်ပြီးရေဆုံရင်ပြတ်သွားတဲ့ပုံအញ្ញံစားတွေပဲတွေ့ဘူးတာမလို့ဒီလိုပုံအကောင်းစားတွေကိုတခြားဆွဲနိုင်တာပဲလို့អော်ပြောလိုက်ပါဟေးမမို့ကလည်းသူအမြင့်ကြောက်တာမလို့အောက်ကိုခြာပေးဖို့អော်ပြောနေပါတော့ဟေးတစ်ဖက်ကလူကြီးကလည်းရံဖြစ်နေကြတော့မှပဲမမို့ကိုခေါ်သွားတာလှမ်းမြင်လိုက်ရပါပြီ ရှင်နီဘူကိုချုပ်ထားတဲ့မွေတွေကိုလည်းခဝါမဆူကရှင်းပစ်လိုက်ပါရဲ့ခန်ဂျူကတစ္ဆပေါ့ဆိုတာစရော့ခတ်တွေလည်းတည်သွားခဲ့ပြီးတော့ချောဘာကလည်းလူဗီကိုလှမ်းပြောပြလိုက်ပါရဲ့တစ်ချိန်လုံးငါတို့ကိုလိန်ညာနေခဲ့တာလားဆိုကလူဗီတယောက်လည်းဒေါ်ဒါရဲ့အရန်ထွက်လို့နေခဲ့ပါပြီ ။ဥဆော့က Special Attack Green Star Plantanus Shooing Gun နဲ့ပြလိုက်တဲ့အခါ Kanju ကကာနေတော့စံကြီးကရောက်လာပြီးတိုက်ခိုက်ပါတော့။ဒါပေမဲ့ကောင်းကင်ပေါ်မှာဖြစ်တာမလို့တိုက်ခိုက်ရအဆင်မပြေဖြစ်နေခဲ့ပါရဲ့။ Kanju က "तू မင်းတို့နဲ့စောင့်နေဖို့အချိန်မရှိဘူး"ဆိုကသဘင်ကုန်ဝှေ့ရမ်းလိုက်တော့တိတ်အမဲနဲ့တည်းထွက်ပေါ်လာခဲ့ပါရဲ့။အမြန်ပြန်လာခဲ့ဖို့ခင်ရမုတ်ကလည်းအော်ခေါ်နေပါတော့ရဲ့။တရမဲတွေကလည်းမင်မိုးတွေရွာချလာပြီးအဲ့ဒီမင်တွေကလည်းအချောင်းတွေလိုဖြစ်နေခဲ့ပါရဲ့ဆန်နီကိုလည်းလာထိကြိုက်တာမလို့ဖရန်ကီကလည်းဒေါတာတွေထွက်နေပါတော့ရဲ့ ချေချော်ပြီးလဲကျသွားတဲ့နာမီကိုလည်းစန်ဂျီကကောက်ွယ်ပေးပြီးအားလုံးတရားတော်မှာမလို့ရက်တက်လိုက်ဖို့မမိုလေးကလည်းပြောနေခဲ့ပါတယ်။မင်းရဲ့အဖေကနှစ်20အဲ့ဒီအယူတွေကိုလွတ်မြောက်သွားစေပြီးအခုလည်းလက်စားချေဖို့ရောက်လာတဲ့အဲ့ဒီအင်အားကြီးကိုဥဆောင်တဲ့ခေါင်းဆောင်ကဒီလိုအမြင့်ကြောက်ပြီးအုံတော့မရှိတဲ့ခလေးတတကောင်မဲလို့ခန်ချူကပြန်ပြောလိုက်ပါရဲ့။ မမိုကအော်ဘင်းကိုနေတာကိုခန်ဂျီယိုကလည်းကြည်ပြီးရှီမောနေပါတော့ဟဲ့ငါကငါ့အဖေခူဆူကီအိုဒန်မဟုတ်ဘူးဆိုတာငါကိုယ်တိုင်အတိဆုံးပါလို့မမိုလေးကပြောရင်းနဲ့တရားရောက်ကက်တင်ပေးဖို့ပြောနေတဲ့အခါမင်းကဟန်ပြတတ်တတ်ပဲလားဆိုတဲ့လူဖီပြောတဲ့စကားကိုပြန်ချားရအောင်လို့လာခဲ့ပါဟဲ့ ီလိုလူတော်တွေရဲ့ခေါင်းဆောင်ကငိုပဲငိုတက်တာလားလို့ပြောခဲ့တာပဲဥရုံထောင်မတော်ကထောင်သားတွေကိုသူဟာဝါနိုဘီရဲ့ဒိုင်မျိုးနေရာကိုစက်ခံသူခူဆူကီမမိုနိုဆူကဲလို့ပြောခဲ့တာတွေကိုပြန်တွေ့ရှင်းမမိုကအားလုံးကိုလှမ်းအောင်ခေါ်လိုက်ပြီးတော့ဒါကရန်သူဖြစ်စေချင်နေတဲ့အရာမှလို့သူ့ကိုစိတ်မပူပဲနဲ့သူ့ဘာသာလုံအောင်ပြေးနိုင်တယ်ခိုင်ရုံနဲ့အော်အချီကိုစော်ပြီးဝါနိုဘီကိုကဲတင်ချင်လို့ပြောရတဲ့စကားကိုအားလုံးနဲ့တခြားကြားလိုက်ရပြီးတော့ရှင်နဲ့ထိကုန်ကြပါတော့အေးမမိုဆိုတဲ့ကောင်ယောက်ျားတယောက်လိုရက်တိပြရတာဘဲလို့လူဗီကလည်းပြောနေရင်းနဲ့ မင်းကငကြောက်ဖြစ်နေရဲ့သားနဲ့အနာဂတ်လူတွေကိုအမြဲဆရာကြီးလုပ်နေတဲ့ပစ္စည်းလေးဆိုပေမဲ့အသက်ရှင်အောင်လို့တငယ်ချင်းတွေမလို့တေချာပေါ့ငါတို့လာကဲပါမယ်လို့လူဗီကအော်ပြောလိုက်ပါရဲ့မမိုးလည်းမျက်ရည်တွေကိုတင်းခတ်ပြီးခေါင်းငိမ့်ပြလိုက်ပါရဲ့ဒီလိုနဲ့လူဗီတို့လည်းအိုနီကာရှိမှကိုဥဒီသွားကြပါတော့ရဲ့တစ်ဖက်ကရှင်နူဖူလည်းသူခယူးမဆိုင်နိုင်လို့ခရမ်းမကိုတောင်းပန်နေပါတော့ရဲ့ ဒန်ဂျီယိုနဲ့ပြန်ဆုံကြပြီမို့လို့ဘိုင်ဆိုလဲမင်းရဲ့မျက်နှာကဘလို့ဖြစ်သွားတာလဲလို့မေးလိုက်ပါရဲ့အမျိုးမျိုးတွေဖြစ်သွားခဲ့ရမို့လို့အားလုံးနဲ့ပြန်တွေ့ရတာပဲဝမ်းတာတယ်လို့ဒန်ဂျီကဆိုပါရဲ့ဒါကစတမ်ဝိုင်းကမ်မဟုတ်လို့စဉ်းကြဖို့ပြောတဲ့အခါအားလုံးကလည်းတဲပေးလို့ကျေးဇူးတင်ကြအောင်လောကိုပြောနေပါတော့ရဲ့တစ်ဖက်ကကစ်ကလည်းတတို့ရဲ့စတော့ခတ်တွေထက်နောက်မကျစေဖို့ပြောလိုက်ပါရဲ့အဲ့ဒီချိန်ကုနာတုံးကထွက်ပြေးတော့တဲ့ခိုင်တို့ရဲ့တပ်ကအမြောက်နဲ့လှမ်းပစ်ပါတော့ရဲ့ ဝါလုံးတိုင်းပြည်ကထုတ်လုပ်တဲ့နန်းနဲ့တွေကိုအထင်မသေးဖို့ပြောပြီးတော့အမြောက်နဲ့အဆက်မပြတ်ဖြစ်နေတော့လူဖီလက်အရှိန်နဲ့တိုးတိုးတင်းမောနှောက်ကိုပြန်ကတ်ချဖို့ပြောပါတော့။ဆာမဝိုင်းတင်းမောတွေဘာဖြစ်ဖြစ်ကစ်ကတော့ဂယူးမဆိုင်ဘူးလို့ဆိုပါရင် ။တင်မော့အတော်များများလည်းပျက်စီးလို့နေခဲ့ပြီးဒီတိုင်းဆိုရင်အားလုံးနစ်ကုန်တော့မယ်လို့ဒန်ချူကဆိုပါတယ်။ခိုင်တဝဲလူတွေကလည်းဘာမှမလုပ်နိုင်တော့ဘူးလားဆိုပြီးရှီမောနေတဲ့အချိန်ရှီအောက်ကတဲ့ဂျင်ဘဲက Fishman Karate Spear Wave နဲ့စစ်တင်မော့ကိုဖျက်စီးပေးလိုက်ပြီးတော့နောက်ထပ် Spear Wave Mario Samen နဲ့အဆမပြတ်ပစ်ပြီးအမြောက်တက်ကိုလည်းတစားစီဖျက်အောင်လုပ်ပေးလိုက်ပါတော့။ဘာပဲဖြစ်လဲဆိုတာရှော့ဟော့တီလည်းတခြားမသိဖြစ်နေပြီးလူဗီကလည်းတရရအောက်မှာရှိနေရလားလို့မေးနေခဲ့ပါရဲ့။ အနားကိုရောက်တော့ခြင်ဘဲကမျက်နှာကိုမပြဘဲသူ့မွေးဖွားတဲ့နေရာကရူကူတိုက်ပြီး Fishman ထေတာအခုကစပြီး Boss Rohan နဲ့အတူအဖွဲဝင်ပြီးအရက်ခွက်ကိုတောက်မဲ့အဖွဲဝင်လူတက်လူတွေကတော့ First Sam of the Sea ပင်လယ်ပြင်ရဲ့ပထမသားတော်ခြင်ဘဲလို့ခေါ်ကြောင်းခြင်ဘဲကပြောလိုက်ပါတယ်။ခြင်ဘဲကစရော့ခတ်ထဲဝင်တော့မှလာဆိုပြီးလောနဲ့ကစ်လည်းအရန်အံ့ဩနေပါတော့ရဲ့။ခြင်းမဲကိုမြင်လိုက်ရတော့ဆွေခတ်တွေလည်းအယံဝမ်းတာနေကြပါတော့ဟင်ဂတိအတိုင်းမဲ့အသက်ရှင်လည်းပြန်ရောက်လာပြီးတိုက်ပွဲကိုမှီသွားလို့တော်သေးတယ်လို့ခြင်းဘဲကလူပီးကိုပြောလိုက်ပါရဲ့ ဒါလေးကတော့1 piece အပိုင်249ဖြစ်ပြီးအပိုင်250ကိုစက်တင်ပေးလိုက်မှုတူက like လေးတရားကိုချက်စီနေပြီး comment လေးကျွန်တော်မှတ်မိခဲ့ကြပါအောင် channel ကို subscribe လေးမလုပ်ရင်တော့ပြီးတွက်ခဲ့ကြပါအောင်ကျေးဇူးများတဲ့မှာကျွန်တော်ကတော့စမတ်ပါ